ဆီ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 တော့အေးချောဒါပဲဟဲ့ယူယူလူလွတ်ထင်းနဲ့ဟဲ့ဟဲ့တလက်စတဲ့နေတော့မေးပါဦးထိုင်းလူမျိုးနဲ့လူပြူလူလို့ဘယ်လိုခေါ်လဲလူပြူလူလို့ဆိုရင်ဖူဘောင်လို့ခေါ်တယ်ဖူဘောင်ဆိုမင်းကလေးရောမင်းကလေးဆိုရင်ဖူရင်လို့ခေါ်တယ်ဖူရင်အဲ့ဆိုရင်လူကြီး လူကြီးတွေလေအသက်ကြီးရွယ်အိုတွေပေါ့ဘယ်လိုခေါ်လဲလူကြီးလူအိုဆိုရင်ခွန်ကယ်လို့လည်းခေါ်တယ်နောက်တမျိုးကခွန်ချာလို့လည်းခေါ်တယ်အဲ့ဆိုရင်ကလေးလေးတွေပေါ့ကလေးဆိုရင်ဒက်ဒက်လို့ပဲခေါ်တယ်ပြီးတော့ယောက်ျားလေးကလေးလေးတွေပေါ့ယောက်ျားလေးကလေးဆိုရင်ဒက်ချိုင်လို့လည်းခေါ်တယ်ပြီးတော့လူကြီးဆိုရင်ဖူချိုင်လို့ခေါ်တယ်မိန်းကလေးကလေးလေးတွေပေါ့ကလေးမိန်းကလေးဆိုရင်ဒက်ရင်လို့လည်းခေါ်တယ်အဖြူပေါက်စားဆိုရင်ဖူစာလို့လည်းခေါ်တယ်ဟုတ် ကျောင်းသားလေးတွေရောကျောင်းသားဆိုရင်နတ်လီယန်လို့ခေါ်တယ်အဲ့ဆိုရင်တက်ကတူတက်နေတဲ့သူတွေရောတက်ကတူကျောင်းသားဆိုရင်နတ်စစ်စာလို့ခေါ်တယ်နတ်စစ်စာအဲ့သူအခေါ်ကလေးတွေတမျိုးလေးတွေနော်ကြီးစုပဲကြီးစုပဲတင်ပြတဲ့လားအစင်စက်ငမ်းမယ်ငမ်းမယ်လေအဲ့တော့ဟဲ့တယောက်သေးလာတာဆိုတော့တော်ရမရှိဘူးထင်တယ်အဲ့ပါ